ဒီနေ့လာနေမွေးသူအားလုံးမင်္ဂလာပါ2025ဇူလိုင်လတရက်ကနေ9ရက်နေ့အတော်တွင်ဟာကောင်းသောကံလွှမ်းမိုးနေတယ်ဖြစ်လို့သောဆန္ဒသစ်တွေလက်တွေ့ကောင်ထဲပေါ်နိုင်တယ်အပြောင်းလဲနဲ့တိုးတက်မှုရှိမယ်နေရာသစ်ဝင်းကျင်သစ်တွေနဲ့ဆက်ဆံရမယ်ပေါ်ပေါက်လာတဲ့ခွင့်ရသစ်တွေကိုအလက်တွေသုံးချပြီးတော့ကိုယ့်အတွက်ကောင်းသောအကျိုးဆက်ကိုရရှိမယ်လူမျိုးပွဲလူမျိုးကြားအကျိုးပေးတယ် စေကုသစ်နဲ့ဘဝတိုးတက်မှုလမ်းကြောင်းတွေပေါ်ထွန်းမယ်ရှင်ပြိုင်မှုအောင်မြင်မယ်ဒီနေ့မှာအရာရာဆင်ပြေခြင်းကံကောင်းခြင်းနဲ့အလိုပြည့်စုံခြင်းကိုကြောင်းမယ်နှစ်ရက်နေ့အရာရာကောင်းပါလေရပိုင်ခွင့်နဲ့လက်ဝဲပြန်လဲတောင်းဆိုနိုင်တယ်အဲ့ဒီမှာကောင်းစေကောင်းလျှော်ပြုရဲ့ဘေးပြာကင်းတဲ့အနာရောဂါကင်းတယ်၃ရက်နေ့ကတော့ငွေကြေးကိစ္စစကားပြောဆိုမှုအောင်မြင်မယ်၄ရက်နေ့မှာရှင်ပြိုင်မှုပဲသမျှအောင်မြင်မယ်နာမည်ကောင်းတဲ့ကြော်ကြားခြင်းကိုဖန်တီးနိုင်တယ် 9ရက်နေ့မှာအင်ဒွရင်းဒူမူရဲ့ပြဿနာလေးတွေရှိတယ်။အထင်မှားမှုဖြေရှင်းရမယ်။6ရက်နေ့မှာစမ်းဖွင့်မယ်။အလိုပြည့်စုံမယ်ဘဝဒွတ်တဲ့။9ရက်နေ့မှာခီးခံကောင်းမယ်။ပစ္စည်းပြောက်တတ်တယ်။ရန်တိုက်ခံကြမှာဒွတ်တဲ့မှုကိုရှာဖွေရလိမ့်မယ်။ဤကာလအတွင်းတနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့စနေနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်တဲ့ ရှိတတ်ပါတယ်တလေးကိုကနန်းနေချိုးပေးပါတယ်အဝါရောင်လိမ္မော်ရောင်နှုတ်နှစ်ရောင်တို့ကိုသုံးဆွဲခြင်းဖြင့်ကောင်းခြင်းကံကျမသို့ရနိုင်ပါတယ်အဝါရောင်ပန်းဝင်လေးတွေဖျားတင်ပြီးလိုရာဆူတောင်းပါဆူတောင်းပြေပါမယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဇူလိုင်လ၁ရက်နေ့ကနေစပြီးတော့ ခொနည်းနေတော်တွင်ဟာအထူးကောင်းတယ်မိမိရည်မှန်းတာတဲ့ပို့ပြီးတော့အစဉ်ပြေနေမယ်အခက်ခဲတဲ့အားလုံးကိုကျော်လွှမ်းနိုင်မယ်ကာလတန်ကြာဆိုင်ငံထားတဲ့လူတွေကိုလည်းပြန်လည်ဆောင်ရွက်နိုင်လိမ့်မယ်ဝေကြီးရပိုင်ခွင့်နဲ့ဘဝတိုးတက်မှုတွေကတော့အနှစ်သာရပြေဝနဲ့အထင်ရှားရရှိကြိုးပမ်းခြင်းကံမြမာခြင်းနဲ့လိုရာပြည့်စုံခြင်းတွေပဲကိုထေရှားစွာပေါ်ပေါက်မဲ့အနေထားရှိတယ် တရက်နေ့ကအရာရာကောင်းသောနေ့အစဉ်ပြေတဲ့နေ့ဖြစ်တယ်။နေ့ရက်နေ့မှာမတော်တဆနေကျူးဆဲမယ်ရန်တိုက်ခံနေတော့ရှိတယ်။တမိန်နေ့ကကောင်းစီကောင်းစွာပြု၍အထူးကောင်းတယ်။အဲ့ဒီမှာကောင်းစီယောဂကောင်းစီကောင်းစွာပြု၍ယောဂကင်းတယ်အနာကင်းတယ်ဘေးရှင်းတယ်။သုံးရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်။ရှင်မန်းချက်တွေကိုအောင်မြင်ဆောင်ရွက်နိုင်မယ်။၄ရက်နေ့မှာ ရပိုင်ခွင့်နေပြန်လဲတောင်းဆိုနိုင်တယ်9ရက်နေ့မှာလုံးသမျှအောင်မြင်ခြင်းချိုးပြခြင်းရှိ6ရက်နေ့မှာကုန်ကြစည်းရိမ်များမယ်သူတစ်ပါးကိစ္စကိုလုပ်ပြီးတော့အောင်မြင်မယ်9ရက်နေ့မှာပြဿနာနှစ်ခုဖြေရှင်းရမယ်ပြီးရင်ဆင်းပြေသွားနိုင်မယ်ဒီကာလတော်တွင်းမှာတနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးစုတွေကောင်းကျိုးပေးတယ်တနင်္ဂနွေသောကြာနေ့မွေးစုများကြောင့်စိတ်အနှောက်အယှက်ဖြစ်မယ် ရှစ်နှစ်ခွန်ကနန်းနေအကျိုးပေးတယ်အနဲ့ရောင်အပြာရင်ရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါသွားလာစဉ်လမ်းမှာတွေ့တဲ့လူကံပုဂ္ဂိုလ်တို့ကိုအတူဒါနပြုခြင်းမကြာခဏဆောင်ရွက်ပေးပါယေရှုတင်ပါဗုဒ္ဓနေမွေသူအလုံးမင်္ဂလာပါ၂၀၂၅ ဇူလိုင်လ၁ရက်နေ့ကနေ9ရက်နေ့အထွေမှာအလौချံရည်ရွယ်ချက်မှန်သမျှအောင်မြင်မယ်ခေခဲအောင်ကိုကျော်လွှမ်းနိုင်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မှုလမ်းကြောင်းတင်တဲ့တန်လန်းသစ်ကိုပေါ်ပေါက်မယ်အတတ်ပညာနဲ့ဘဝတန်လန်းကိုရမယ်ရှင်ပြန်မှုမှန်သမျှအောင်မြင်မယ်ရင်းနှီးမြုပ်နှံမှုမှန်သမျှမှကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုကိုရရှိမယ်တရက်နေ့မှာလုပ်ငန်းချဲ့၍ကြိုးပေးခြင်းတိုးတက်ခြင်းရှိမယ် နှစ်ရက်နေမှာရန်တိုက်ခံနေရှင်ပြီးလောက်ရမယ်။သုံးရက်နေမှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတွတ်တဲ့ခြင်းကြောင့်မယ်။လေးရက်နေမှာခီးကံကောင်းမယ်။ဥတီချက်စင်းနဲ့လောက်ခံခြင်းကိုကြုံပြီးမယ်။ငါးရက်နေမှာငွေကြေးလက်လာပါကံကောင်းခြင်းစီးပွားကံကောင်းခြင်းကိုကြုံမယ်။ခြောက်ရက်နေမှန်းနာတဲ့လက်တွေ့ကွာမယ်။စိတ်ပြပန်းသူပြပန်းဖြစ်မယ်။ခုနှစ်ရက်နေမှာပေါ်ပေါက်လာတဲ့ခြေနေခွင့်ရင်းသစ်တို့ကိုလက်တွေ့သုံးချပြီးတော့ဘဝတွတ်တဲ့မှုနဲ့ အလုံးအောင်မြင်မှုတို့ကိုစနစ်တကျဖန်တီးရရှိနိုင်တယ်။တနင်္လာနေ့သောကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးရတဲ့၄နှစ်ခုန်ကန်းတွေကျိုးပေးတယ်။အညိုရောင်ပြာရောင်နုနေရောင်တို့ကိုဝတ်ဆင်သောဆွဲပြီးအလိုရှိရာဒုက္ခပေး။ဇူလိုင်လ၂ရက်နေ့ခေါင်းစည်းခေါင်းချော်ရက်ကောင်းဖြစ်ပါတယ်။အဲ့ဒီနေ့မှာခေါင်းစည်းခေါင်းချော်ပြုခြင်းဖြင့် အနာယောဂကင်းခြင်းဘေးကင်းခြင်းရန်ကင်းခြင်းအစဉ်ပြေခြင်းတွေရှိမယ်လက်တွေ့သုံးချကောင်းခြင်းခံကိုရယူနိုင်ပါတယ်ကျေးဇူးတင်ပါတယ်